အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲကြိုးစို့လိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့ဇာတ်ဆရာကြီးတင်ညွန့်ရေးသားထားတဲ့တိုက်တိုက်ဆိုင်ဆိုင်လို့အမည်ရတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်ခင်ဗျာနာတော်တာအရှင်ပေးကြပါအောင်ခင်ဗျာတိုက်တိုက်ဆိုင်ဆိုင်တို့လေးများသမင်းစားရန်ပြင်ဆင်နေကြသည်ကိုစိန်တောင်းအတွက်ဇနီးဖြစ်သူမအေးမိဆန်ကစက်သားဟင်းကောင်းကောင်းချက်ပေးထားသည်မြမချက်ကလေးကိုဘူးဒီနုနုလေးနှင့်ရော၍ခါလာသားချက်လေးချက်ထားပေးခြင်းဖြစ်သည်မိမကြီး ဟင်းနှင်းကမွေးနေတာပဲစာနေပြီကွာမြ мян လောက်ပါတော့ပြီးနေပါပြီရှင်တမင်းကပူနေတော့မလို့မခေါ်သေးတာလာလေလက်သွားစီတော့ထိုအချိန်တွင်တကားခောက်တန်ပေါ်လာသည်ဟာစာကဏီတောက်ခဏီမှဘယ်သူလဲကွာသွားပါရှင်တကားသွားဖွင့်ကြည့်လိုက်ပါကိုစိန်တောင်းကမကြည်မနှက်ဖြင့်တကားကိုသွားဖွင့်လိုက်သည်ပါလေဗာကိစ္စလေတနာပါခင်ဗျာကျွန်တော်တို့တာအဖတမင်းမစားရတာနှစ်ရက်ရှိပါပြီတမင်းညာဟင်းညာလေးများတနာပါ ာကွာမင်းတို့တတော်လွန်တာပဲတိုက်ခဲမော်အထိတက်လာပြီးတော့လာတောင်းရတဲ့လားသွားဆင်းသွားထမင်းစားလို့ပါခင်ဗျာသူဖေးနာတွင်ရက်နေတော့သုံးနှစ်ရွယ်ကလေးကမုံမဲမဲဖြစ်နေသည်မြင်းကငါသွားလို့ပြောနေရင်တော့မသွားရင်ရိုက်ချမှာသွားလူတွေ့ရင်တရောင်းသားရောင်ဆောင်မဲမတွေ့ရင်အလစ်ဆွဲမဲကျွန်တော်ကအဲ့ဒီလူလူစားမဟုတ်ပါဘူးခင်ဗျာဟုတ်ဟုတ်မဟုတ်ဟုတ်မင်းသွားတော့တောင်းစားသူကြီးကလေးကိုလက်ဆွဲကတက်ရောက်သူပြန်ဆင်းသွားသည်ကိုစိန်တောင်းကဝရန်တာမှထွက်ကြည့်သည် လေးကိုလက်ဆွဲကထိုးသူထွက်သွားတာတေချာမှသူကအထဲကိုပြန်ဝင်သည်ဘယ်သူလဲအကိုအလကားပါကွာတရောင်းစားတွေတရောင်းစားမဟုတ်ပါဘူးလိရင်ခိုးမှာအိုးဓမြတော်တက်ရှင်တိုက်မဲ့ကောင်းလေအကိုရေလူတစ်ဖက်သားကိုအဲ့လိုလောက်ကြည့်တော့မပြောတင်ပါဘူးသူတို့မှလည်းလူအပ်လို့နေမှာပါကျမတို့စားမယ့်အထဲကနည်းနည်းလေးဖဲ့ပေးလိုက်လို့လေကျမတို့ဘာမှမဖြစ်သွားပါဘူးအောင်မဲဘာဖြစ်လို့ပေးရမှာလဲငါချထားတာငါစားဘူးကွာကိုစိန်တောင်းကတမင်းစားပြီးနောက် သူ့ဆိုင်ခန်းကိုပြန်သွားသည်တနအိခန့်အကြာတွင် ကိုစိန်နောက်အိမ်ကိုအရေးကြီးပြန်လာသည်မိမကြီးမိမဘာလဲရှင်ဘယ်လိုများဖြစ်လာတာလဲယင်ထိတ်လိုက်တာငါတို့ဆိုင်လေးမိသေးပါသွားပြီဘာပစ္စည်းမှမရလိုက်ဘူးငါတို့တော့မွေးပါပြီကွာဈေးမိတော်သဖြင့်ကိုစိန်တောင်းအထယ်ဆိုင်လေးမိသေးပါသွားသည်ဘာတကူးမျှပြန်မရလိုက်ချက်ချင်းလက်ရှိကလက်မဲ့ဖြစ်သွားသည်စိတ်ပြက်လက်ပြက်ဖြစ်နေသောကိုစိန်တောင်းတယောက်အရက်တွေဖြစ်တော့သည် ်အကိုရဲ့ရဲ့ဒီတောင်းနေလို့ပြီးသွားမှာလားမပြီးမှန်းသိတယ်ခုဘယ်လိုလုပ်မလဲဆိုင်ပြန်ဆောက်ရမယ်ကုန်နေဝယ်ရမယ်ပိုက်ဆံမရှိဘူးအကျွေးတွေကလည်းအများကြီးဘယ်လိုလုပ်ရမလဲကျမလှုပ်ဖို့လက်စားလေးအားလုံးယူလိုက်လိဒီလောက်နဲ့မရဘူးကွမင်းဖေစီကပိုက်ဆံလေးပါလေးတွားကြအောင်အဖေမှာအိမ်လေးတစ်လုံးပဲရှိတာပင်စင်ငွေလေးနဲ့ရက်တည်နေရတာဘယ်လိုလုပ်ပြီးပိုက်ဆံရှိမှလဲမင်းအဖေအိမ်ကိုရောင်းခိုင်းလိုက်ကွာပြီးတော့ဒီမှာလာနေခိုင်းလိုက် ။အိုးဘယ်ဖြစ်မလဲ။အဖေကသူ့အိမ်လေးကိုတိတ်မြတ်နိုးတာ။အေးအဲ့ဒါဆိုမင်းနဲ့မင်းအဖေနဲ့သွားနေ။အိမ်ကိုပြန်မလာခဲ့နဲ့။ဒီမှာစိတ်ညစ်နေတာ။သူတို့နှစ်ယောက်စကားတွေများကြသည်။ကွာမဲရှင်းမဲဖြစ်ကြသည်။နောက်ဆုံးနေအမှန်တကယ်ကွာရှင်းပြက်ဆဲလိုက်ကြသည်။အပြက်အပြဲနဲ့အမှန်တကယ်ပင်နှကောင်းသွေးထွက်သွားကြသည်။အေးမီဆန်က သူ့အဖေအိမ်ပြန်သွားသည်။ပါမျှမယူသူ့ဝယ်စားထုတ်လေးနဲ့အိမ်မော်ကဆင်းသွားခြင်းဖြစ်သည်။ ျွန်တော်ကကျွန်တော်တပည့်မှအေမီဆန်ပြောပြတော့သူတို့ဇလန်းအကြောင်းကိုနားထောင်နေမိသည်အေမီဆန်ကိုကျွန်တော်ရန်ကုန်ရောက်မှပြန်တွေ့ခြင်းဖြစ်သည် ကျွန်တော်တာဂီတက်ရနေစဉ်ကသူဒေါပုံဘက်ချမ်းတွင်နေသည်ဒီနေ့ကျွန်တော်လမ်းလျှောက်ကအပြန်ဈေးထဲတွင်ဟင်းစားလေးများဝင်ဝဲခြင်းအေမီဆန်နှင့်ဆုံသည်သူ့ကိုကျွန်တော်ရှစ်တန်းတွင်စာတင်ပေးဘူးသည် ကျွန်တော်နှင့်ကျွန်တော်တပည့်မလေးလက်ဖက်ဆိုင်တွင် ထားရင်သူ့အကြောင်းလေးတွေသိခွင့်ရလိုက်ခြင်းဖြစ်သည် ။တမီးခုကဘာလို့လုတ်ကင်စားတောက်နေတလဲ။အပြေဆုံးသွားတော့တမီးလည်းအိမ်ကိုတခုခုစီစဉ်လိုက်ရတယ်ဆရာ။ကန်ထွိုက်လက်ထဲအပ်လိုက်တယ်။မြေကတမီးဖေပိုင်ပေါ့။တိုက်ခန်းတွေတွေလာဆောက်တာ။တမီးကမြင်ကြီးတက်နဲ့အပေါ်နဲ့ထက်ရလိုက်တယ်။တမီးလည်းမြင်ကြီးတက်မှာကုံစုံဆိုင်လေးဖြန့်ထားတယ်။အမျိုးသားကဆိုင်ထိုင်နေဆရာ။အမျိုးသားဆိုတာကတမီးနောက်ဝင်ထောင်ပြုတ်လိုက်တယ်ဆရာ။အော်ဆရာဘွားကြီးဘယ်လောက်ကြောက်စရာကောင်းနေဆိုတာပြောပြရအောင်မယ်ပြောပါဦး ။ဒီနေ့တွင်ကုံစုံဆိုင်တွင်လူနေငယ်ပါသည်ဖြင့်လင်မယားမြောက်ထမင်းစားရန်ပြင်ကြသည်။မိမ ాయి ဟင်းကျက်ပြီလား။ကျက်ပြီ။ရေသွားချိုးလိုက်လေ။လူပါလုံးထမင်းစားကြမယ်။သူတို့ထမင်းစားရန်ပြင်စင်နေစဉ်။တနာကြပါခမညာ။ထမင်းမစားရတာနှစ်ရက်ရှိပါပြီ။ထမင်းလေးစားလို့တနာကြပါ။သူတို့ဆိုင်ရှိကိုတောင်းစားတယောက်လာရက်ပြီးတောင်းနေခြင်းဖြစ်သည်မိမကြီးတနာပါလေကွာသမင်းနဲ့ဟင်းလေးနည်းနည်းတော့တွားပြလိုက်ပါ ျမသွားပြေးလိုက်ပါမယ်။ဖော်ဘူးတဲ့ကိုထမင်းထက်ဟင်းကိုခွဲထည့်ပြီးနော်။ဇုံးလေးပါထည့်ပြီးလိုက်ပါ။အိမိဆန်ကသူ့စားရင်ချက်ထားသည်ဘူးတီနှင့်ကြက်သားဟင်းထဲမှဟင်းများကိုခတ်ပြီးပလတ်စတစ်လေးနှင့်ထည့်သည်။ထမင်းကိုဖော်ဘူးတဲ့တွင်ထည့်ကဇုံးတစ်ချောင်းမှထည့်ပြီးပြီးသံတောင်းစားကိုသွားပြေးလိုက်သည်။ကျွန်တော်ကအိမိဆန်ပြောသည့်စကားတွေကိုနားထောင်နေမိသည်။ဆရာကြီးဟေးတိုက်ဆိုင်တာပဲလားတော့မသိဘူး။ဘာဖြစ်လို့လဲ။ ဘူဒီနဲ့ကြက်သားချက်တဲ့နေ့မှာတမီပထမအိမ်တော်နဲ့ကွဲတယ်။ဘူဒီနဲ့ကြက်သားချက်တဲ့နေ့မှာပဲတမီကွဲသွားတဲ့ပထမအိမ်တော်ကိုပြန်တွေ့တယ်။ဟုတ်လား။ဘယ်မှာတွေ့တာလဲတမီ။တမီတို့အိမ်ရှိမှလာတောင်းနေတဲ့သူကိုဘယ်သူလို့ထင်တယ်လဲဆရာ။တမီယောက်ျားဟောင်းလား။ဟုတ်တယ်ဆရာ။ ီးတော့ဒါအင်းနေ့တနေ့လူအမိရတဲ့ဝိထုတို့လေးကိုလည်းဖျက်ပြပေးကြပါသေးတယ်ခင်ဗျာ။နာတော်တာချင်းပေးကြပါအောင်ခင်ဗျာ။ဆရာကြီးပမောတရားကရေးဖွဲ့ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။ပန်တတာအတွင်းကစိန်ပွင့်တွေအချာမှာနင်းစီကပွင့်နေသလားအမေရိကန်ပညာတော်သင်ပြန်ခင်မမကြီးကနင်းစီဘန်းကိုလမ်းယူကဟန်လို့ရွေးမွေးရင်ဘေးတွင်ရက်လျက်တစ်ဖက်စပွဲနိုင်လာပစွာ ခင်းချင်းပြသထားသောဗမာလူယွန်းတယ်များကိုအတင်သေးရှုတ်ချသောမျိုးလုံးပြနန်းနှန်းဖြင့်မတိမတာကြည့်ရှုနေသောအမေရိကန်တန်ယုံအရာရှိကိုအနီဆိုးထားသောနှခမ်းအားလှပသည်ထင်ရအောင် ချုံချုံကလေးစူ၍မော့ကြည့်လိုက်သည်။ဘောင်တော်ကနမတော်ဤဟန်ရေးပြအလှကိုမြင်မိဟန်မတူ။မြန်မာရာဇဝင်၌ကြော်ကြားထင်ရှားလာသောဗြဟ္မဆက်တော်ကြီးအားရွှေမင်းဖြင့်အသေးစိတ်ယုံလုံးပေါ်ထားသောရုံးအုပ်ကြီးကိုအတိမိုက်မဲသောမြောက်က ်ပထန်းချမ်းကြီးအားကြည်လိုကြည်နေသဖြင့်ခင်မမကြီးကမောင်တို့ဤချွေးစော်နှံလှသောချိုင်းကိုသူမဤဥကောင်းမူနှဲ့ဟန်ဖြင့်မနှမ်းမစောတိုးဝေလိုက်လေသည်။အိုးဘေဘီကျွန်ုပ်ဝမ်းနေပါလေ။မိမမြင်နိုင်ဘေဘီဟုတွင်တွင်ကြဲကြဲကြီးခေါ်တတ်သောအမေရိကန်လူရင်ကြီးကခင်မမကြီးအားဘေဘီဟု၍ပင်အမျက်တနှိုးခေါ်ဝါကတောင်းမှန်မြန်၏။ကိစ္စမရှိပါဘူး။ဒါထက်ရှင်ဘေတော့ကြားပြီကိုတွားဦးမှလဲရင် ရှင်သွားနေတော့ကျမတို့အများကြီးပြင်းကျက်နေရမှာပဲ။အော်ဒါတဲ့ရှင်ယိုးရီးယားဘက်ကဇင်းမယ်များခုတစ်ခေါက်ရအောင်မယ်ဆိုရင်ဇင်းမယ်လုံးကြီးတစ်ထည်လောက်ဝယ်ခဲ့ပေးပါလားယင်။လက်ဦးလင်ကြီးနေမကွာရှင်းမီရမကွာရှင်းရမီပင်နောက်တလင်နေဗိုက်ကြီးခဲ့ရတော့အမေရိကန်ပြည်ဟောလိဝုဒ်မြို့တော်မှာကဘာကျော်ရုပ်ရှင်မင်းသမီးအင်ဂရက်ဘာကမင်ဤအမူအရာကို အတုခိုးကအလွမ်းတည်ရင်ခင်မမကြီးကမာဘုံတော်ကိုတီဆူလိုက်၏ ဘန်ကောက်ကကျွန်တော်ဟိုတလောကယူလာတဲ့လုံကြီးတွေရှိသေးတယ်မဟုတ်လားဘန်ကောက်နဲ့ရန်ကုန်အကူအတန်းလုပ်နေသောမောင်တော်ကမေးလေသည်ဈေးမဲ့လုံကြီးကရန်ကုန်မှာကောင်းကောင်းမရဘူးဈေးမဲ့ရောက်မယ်မရောက်ဘူးဆိုတာအခုအသေးချာမပြောနိုင်ဘူးကြရပြီသွားဖို့ကတော့ကျွန်တော်တို့မှာအင်မတန်တာဝန်ရှိတယ်ဟိုမှာအခုရောက်ရှိနေတဲ့ကျွန်တော်တို့စစ်တပ်တွေကိုချစ်ရှုစစ်ဆေးဖို့အလုပ်တွေများတယ်ဒါပေမဲ့ဟိုကပြန်ရင်ဘေဘီအတွက်ထက်ဆောင်တစ်ခုကိုယူလာပါမယ်ဆိုတော့ခတိပေးတယ်။အိုးရှင်ဟာကျင်နာတတ်တဲ့လူတစ်ယောက်ပါပဲ ် ECA ရဲ့ဂုံကျေးဇူးသည်အနန္တ၅ပါးဂုံကျေးဇူးထက်ပင်ထူးကဲလာပါပေသည်ဟုသတင်းစာများကရေးသားရှိကြ၍အစိုးရကလည်းလက်ခံထားသော တိုင်းပြည်၌ခင်မမကြီးကဒီလိုပြောလိုက်ခြင်းမှမလွန်ပါငွေစည်းကြက်ဘူးကိုဖွင့်၍စည်းကြက်တလေးကိုမင်းကြီးရင်ခင်မမကြီးရဲ့ကျင်နာတဲ့သူက ပြုံးနေသည် သူကခင်မမကြီးရဲ့တင်ရှိနေရသေးသောကိုလုံးထေကိုပြင်သစ်ဆန်းဆန်းစည်းကြက်မိကိုများချာမှ ခမင်းမေးကြည့်နေသည် ခင်မမကြီးသည်နေ့စီပန်းကိုဟန်လို့၍မွေးနေပြန်သည်ခင်းညလာတာတာအင်းရမရေသွားကုရင်မကောင်းဘူးလားဂျင်နာတက်သူကစေတနာရေးစည်းကမ်းပြုံမတက်ဖိတ်ကြားလေသည် အကောင်းဆုံးစိတ်ကူးပဲရှင်ပဲအချိန်လာခေါ်မှလဲဟင်တာရင်ကြီးကတွက်လက်လာ၏ခုနာကြီးလောက်ကားနဲ့လာခေါ်မယ်လေဓာတ်ထက်မင်းတို့ဗမာပြည်ရဲ့ယာတိဥတုတိတ်ယွန်စရာကောင်းတာပဲဂျင်နာသူကယွန်းအုပ်ကိုမဲ့ရွယ်ကကြည့်ရင်သူ့ဘာသူလာနေသောဗမာပြည်ရဲ့ယာတိဥတုကိုပင်ချိန်ဆနေလိုက်သေးသည် ွန်ချရာကောင်းတဲ့အထဲမှာခင်မမကြီးတယောက်တော့မပါပါဘူးနော်။အိုးမင်းကတော့ချွင့်ချက်ပဲ။ဟုတ်တယ်ကျမလေးဗမာပြည်မှာမွေးပေမဲ့ဗမာပြည်ကိုတိတ်မုန်းတာပဲရှင်။မင်းတို့ဗမာပြည်မှာဘယ်ဟာတစ်ခုမှငါတို့မကြိုက်ဘူး။ကျမတယောက်တော့ချွင့်ချက်ပါပဲနော်။စကော့စီအတွင်ဗမာယွန်းတယ်နဲ့ကျောင်းမေရနာရောင်းချနေတဲ့ဂုံတက်ကြီးအတွင်မှာကျောင်းနှင်းတယောက်နေမယားဆန်ဆန်ပူပူကကန်နဲ့ထွက်လာကြပြီးနောက်ဈေးရှိပလက်ဖောင်းပြီးတွင်ရက်ထားသော ကားတစ်ကြီးတစ်စီးပေါ်သို့ရီကာမောကနှင့် ဇုံတွဲတက်ထိုင်ကညင်ငနေထွက်သွားကြတော့ကျင်နာသူအမေရိကန်လူရင်ချင်းနဲ့ဗမာယာဒီကို မုံသည်ဆိုတော့ဗမာသမီးတို့အားကျွန်တော်ဒီပလပောင်းပေးမှငေးရသာရက်ကြည့်ခိုင်းအဖေတို့အမေတို့ဟာတော့ကပြေးလာရတဲ့ဒုက္ခတွေတွေပါအသားရေတပည့်စတမှုစကအဲ့လောက်ကလေးများလှူနိုင်ရင်သူ့ပါလားကွယ်ကျွန်တော်ဒီထိတ်လန့်စွာကြည့်မိ၏တက်ရွယ်အုံမင်းလာပြီဖြစ်တော့အလွန်တရာချိနေနေသည့်အဖို့အမေကိုလင်မယားနှစ်ယောက်သည် အဆုပ်စုပ်အပြက်ပြန်းနှင့်အခွက်ကိုဆွေး၍ကျွန်တော်ထံမှတပဲစာတမှုစာကိုအတနာခံနေကြသည်။လေးနှစ်ကျော်ကျော်မြဖြစ်ပွားနေခဲ့သောပြည်တွင်းစစ်အထံကိုအလူးလဲခံနေရသောတောမှဆင်းရဲသားများသည်သူတို့၏ဘဝလုံခြုံရေးအတွက်ကြောက်အားနှံ့အားဖြင့်ပြင်းမိပြေးရပြေးရင်အဆိုးရရုံးဆိုင်ရာမြို့တော်ကြီးဖြစ်သောရန်ကုန်သို့မျက်စိလဲလမ်းမကရောက်လာရှာကြခြင်းဖြစ်ဟန်တူ၏။တော့ကိုမတိတော့ရန်ကုန်ကသူတို့ကိုခရုဆက်အေးအေးယူมาတယ်လား။ ရန်ကုန်ကနေသားပါ၏တော့မှဘာပဲဖြစ်ဖြစ်ဘယ်သူပဲတည်တည်တော့မှလုတ်ကင်စားလို့ကလည်းမဖြစ်ရွာကလည်းမီးလာလက်ပြီးတွေကလည်းနှိမ့်ဆဲနဲ့ဘယ်လို့မှမနေတာမတက်တာလုံးလို့ရန်ကုန်မြို့ကြီးကိုပြေးလာမိတာပါမောင်ရဲ့တယောက်တော့လည်းဘာမှလည်းလုတ်စရာကင်စရာကမရှိနေစရာထိုင်စရာကလည်းမရှိစားစရာကလည်းနှက်ထီးနေမှုအသက်ကလေးတစ်ချောင်းရှင်နေပါမယ်အကြီးလမ်းပေါ်မှာလိုက်တောင်းစားရတာပါကွယ် ဖရာဟောဗလာစာယူဆက်တဲ့ခြေခွေးရင်နာဝေရာပုံဝတ္ထုကိုကျွန်တော်ဒီမချမ်းမသာကြားနေရပေသည်တိခိုက်တွင်ကြောင်းနေရမည်အရွယ်ဖြစ်သောအသက်ဆယ်နှစ်ခန့်တငယ်ကလေးတစ်ယောက်သည်တန်ဖုံးတစ်ခုကိုလွယ်ကာထိမပါဖနှက်မပါဒီပူကျဲတဲ့ကရှောက်လာရမှကျွန်တော်ဤအညီကဖြတ်ရွေးရသွားရင် အော်လန်ကြီးကိုပစက်တွင်တက်ကလွတ်လပ်ရေးမြေပဲသားလို့ဟုအတံမွေးဝမ်းကြောင်းအတွေ့ရုတ်တရက်အော်သွားသဖြင့်ကျွန်တော်သည်လန့်ဖြတ်၍တွန့်ဆုတ်သွားမိပါ၏ ျွန်တော်ဒီမနက်စာကိုမစားခဲ့ရသည်အရေးကြီးအကြောင်းရဖြစ်လာလိခြေဆောင်လက်ဆောင်အဖြစ်လိမ့်ပိန်ကုတ်ကက်၍ထားခဲ့သောအိတ်ကက်အတွင်မှမက်ဆေ့ကလေးတစ်စီအကြောင်းကိုနိုင်၍တွေးတောစဉ်းစားနေစဉ်ဘဝဤလုံခြုံမှုအတွက်တောမရန်ကုန်တို့ခိုးဝင်ပြေးလွှားလာကြရင် အသက်ကလေးတစ်ချောင်းရှင်သန်နေနိုင်၏အတွက်နေပူချစ်ချစ်ထဲ၌လိုက်လံတောင်းခံနေရသောအဖေနှင့်အမေတို့သည်ဇလီဆရာဤအလို့အားဖြင့် ချမ်းပြူပြူတစ်ခွက်ပင်မဟုတ်သေး၏ပဲချမ်းတစ်စီးမြပင်ထွက်နိုင်မှုမပေါ်တော့ကျွန်တော်ထံဘာမှထွက်ခွာသွားရှာကြလိမ့်မည်စကောစီရှိမှကျွန်တော်ဒီလေကန်ထိုင်းပိုင်းစွာထွက်လာသောအခါ၌နာယီပြန်တစ်ချက်ပင်တည်နေပေပြီကျွန်တော်ဒီအလွန်တရာသမင်းစာလောင်လေးရဲ့ရှိနေပါ၏တို့ရရင်လွန်ခဲ့သော10မိနစ်ခန့်အတွင်းကရန်ကုန်၏အလှအပများ ဈေးကံပစ္စည်းများရောင်းချရာစကော့ဈေးကြီးရှိတွင်တွေ့မြင်ခဲ့ရသော အဖြစ်အပျက်အကြောင်းအရာများသည်သမင်းစာလောင်နေခြင်းကိုမေ့လျော့စေပါ၏ဗမာပြည်၏ရာသီဥတုကိုမုံနေယုံများနှင့်မကသည်ဗမာပြည်သို့လာရောက်နေထိုင်ကဗမာပြည်မှဘာတစ်ခုများလည်းမကြိုက်ဘူးလို့ပြောနိုင်ဆိုနိုင်လိုက်သောခင်မမကြီးရဲ့ဂျင်နာတတ်သူကြီးဗမာရဲ့သမီးစင်ချက်ကဗမာယာတီဥဒုကိုတိတ်မုန်းတာပဲရှင်ဆိုတော့ဘေဘီတို့၏အကြောင်းအရာများနဲ့ ကြောင်းမနေရပဲဈေးရောက်၍အတံမေးဝမ်းကြောင်းနေရသောကလေးတော်မှပြေးလာသောဒုက္ခိတအမေနှင့်အဖေတို့၏အကြောင်းအရာများကိုဆက်ဆက်၍စဉ်းစားကြည့်နေမိသည်ဤတခမ်းရဲ့စကော့ဈေးရှိပြားဆက်ဒုကလေးအတွင်း၌ပွဲကြီးပရိသတ်လိုဖြစ်နေသောအလုတ်လက်မဲ့ဖြစ်သူကျွန်တော်၏အကြောင်းကိုကကျွန်တော်သည်စဉ်းစားရမေ့တော်၏သမင်းစာနေခြင်းကိုမှပင်တတိမယမိတော်တနတ်သောသမင်းကိုအဘယ်မှလိုက်လံရှာဖွေရမည်ဆိုသောအတန်ဒီလေပြောက်ွယ်နေ၏ ေဘီဤကျနာတတ်သူကြီးကိုကျွန်တော်မသိဟောလမ်းမကြီးဤတရှိုးဖြစ်ကောင်းဖြစ်လိမ့်မည် အမေရိကန်သမ္မတထရူမန်ဤ MSC ရန်ဘုံငွေဒေါ်လာတန်တရာထဲမှလက်ခကောင်းကောင်းထုတ်ခြင်းလဲထုတ်နေရမည်အမှန်ကိုတော့မသိသို့တော့ဖြစ်နိုင်ဤဖြစ်နိုင်သောအချက်မှာသူအင်မတန်မုန်းရေမကြိုက်သောဒေတာမှာသူကဘာကြောင့်လာနေရသလဲကျွန်တော်ဒီခင်မမကြီးအကြောင်းကိုစဉ်းစားကြည့်သည် ခင်မမကြီးကို ကျွန်တော်ကသိပေသည် အလက်တန်းစားအစိုးရအရာရှိတယောက်ဤသမီးဖြစ်၍ကွန်ဖင်ချောင်းမှတက်သူကိုရောက်လာသူဖြစ်၏တက်သူတွင်သူမကိုကိုကွန်ပစ္စည်းအဖြစ်ကြော်ညာဒီကို ကျွန်တော်ကမမေ့ပါပွဲတိုင်းလမ်းတိုင်းတွင်ကြော်နေသော ခင်မမကြီးကိုခတ်ပြော့ပြောနှင့်ပော့ပေါ့နေထက်သောចောင်းသားတိုင်းသိကြ၏ကျွန်တော်ကသာမိဘဆင်းရဲ၍ချောင်းတွင်ကုတ်ကုတ်ကက်ကက်နှင့်ရှားကြိုးစားနေရသောကြောင့်လူချင်းမတိခဲ့ရခြင်းသာဖြစ်ပေသည်အမှန်တော့မိန်းကလေးတူတူတယောက် အတ္တမေဝံကြောင့်အလုံးမှာလင်ကောင်းတယောက်ကိုမရအရဖမ်း၍ပညာတတ်တယောက်၏အတ္တမေဝံကြောင့်မှာအစိုးရလာကစားဖြစ်စေတပါသူ၏လာကစားဖြစ်စေဝင်ရောက်လုက္ကင်နိုင်ရန်စူးစမ်းနေရသောခေတ်ကာလအတွင်း၌ကျွန်တော်၏စူးစမ်းနေရခြင်းနှင့်ခင်မမကြီး၏ကြောညာတို့မှာအပြစ်တင်စရာတော့မဟုတ်ဟုထင်မိသည်ထို့ကြောင့်ကျွန်တော်သည်ခင်မမကြီးကိုထုတ်ထက်ပို၍တော့မတိခဲရပေကျွန်တော်အကြောင်းမှာ တပိုင်းတန်းလန်းနှင့်ထွက်လာခဲ့ရပြီးနောက်ကျွန်တော်ဒီចောင်းចောင်းကိုဘာမှမသိခဲ့တော့အမိမုတ်ဆိုးမကြီးနှင့်လူလားမမြောက်သေးသောညီငယ်နှမငယ်ကလေးများအားကျွေးမွေးဖို့ရန်အလုရှာခဲ့ရပေသည်ပညာတတ်တွေများ၍နီးစပ်ရာကိုအလုခန့်နေသောခင်နိုင်အောက်တန်းစည်ရေးလုပ်ကလေးကိုပင်ကျွန်တော်ဒီ6လကျော်မြတ်ရှောက်ခွေကရရှိခဲ့ပြီးနောက်တော့မှတော်မှမိဘနှင့်ကလေးများကိုရန်ကုန်သို့ခေါ်လာရသည် တကယ်ဆိုသောအခါ၌တလလျင်တရအစိတ်30မြသောဇခကလေးဖြင့်ကျွန်တော်ကအမေနှင့်ကလေးများကိုဘယ်လိုများနှက်စီအောင်ကျွေးနိုင်ပါမည်လဲအသွေးသားမဖြစ်နိုင်သောသမီးဟင်းကလေးများဖြင့်ကျွန်တော်တို့အိမ်သားများအသက်ရှင်နေရသည့်အခါ1949ခုနှစ်တွင် အစိုးရကလူလျှော့ရှားပါးစည်းရိမ်ဖြန့်နှင့်ရရဆက်ဆက်ကြီးလုပ်လိုက်သောအခါမဝဘဲစားနေရသောအာဟာရမရှိသည့်သမီးနှင့် အင်္ဂလိပ်များထဲမှလူယူခြင်းဖြစ်၍ကျွန်တော်သည်ဘဝတူစည်ရေးများနှင့်တပိတ်မှောက်အေးဆိုမိသောကြောင့်ကျွန်တော်တို့ယုံစည်ရေးအမှုထမ်းများတမကအီဥက္ကဋ္ဌကြီးဦးထုံးအောင်ကျော်နှင့်အတူစည်ရေးအများပြားပင်မတရားညှင်းဆဲအဖမ်းစီးခံခဲ့ကြရပေသည်ရန်ကုန်ထောင်ကြီးထဲသို့ကျွန်တော်အားမပို့မီဘာလန်အချုပ်ထောင်ထဲ၌ချုပ်ထားခြင်းရဲဘော်စည်ရီတယောက်ကလာပြီးတော့တရင်စားစောင်းတွင်ခင်မမကြီးသည်အမေရိကန်ပြည်သို့ ပညာတော်တင်ဖြင့်ရွေးချယ်စေလို့တော်တဲ့င်းကိုကျွန်တော်ကဖတ်လိုက်ရပေသည်ကျွန်တော်သည်စိတ်ဝင်စားခြင်းမရှိမီအပြင်ဘက်တွင်မလုတ်တက်မကင်တက်ဖြစ်ကဒုက္ခကြီးစွာ ရောက်နေရတော်မူဖြစ်သော အမေနှင့်ကလေးများအကြောင်းကိုသာလျှင်ပူပန်နေရပေသည်ရန်ကုန်ထောင်ကြီးသားတွင်ကိုလာနီးပါမတရားဖမ်းဆီးချုပ်နှောင်ခြင်းကိုခံခဲ့ရပြီးနောက်ထောင်ပြင်သို့ထွက်လာရသော အခါ၌အမေကမြေပဲလုံး၍ကလေးများက ညီပဲလိုလိုက်ရောက်နေရသောအဖြစ်ကိုကျွန်တော်ကတွေ့ရပြီသည်သူတို့သည်လည်းသမင်းရှာဖွေပေးမိသူကို အစိုးရကဖမ်းဆီးထား၍ရတတ်သလိုသူတို့စုံမဲ့သောအသက်ကလေးများကိုမွေးနေရခြင်းပင်ဖြစ်ပေကြသည်ထောင်မှထွက်လာရပြီးနောက်ကျွန်တော်သည်အစိုးရ၏လူစုစည်းရင်းတွင်ပါဝင်သွားပြီးဖြစ်၍မြည်သည့်ယုံကားမှအလိုမရှိသော လူစုကြီးတစ်ယောက်ဖြစ်သွားရသည် အစိုးရလက်အောက်ခံယုံများမှကျွန်တော်အတွက်တကားပိတ်ထားပြီးဖြစ်ရကား အခြားကုန်တိုက်များတွင်တိုက်လံတိုးဝေး၍အလုရှားသောအခါ၌လည်းအယောင်းဝယ်ပြပြ၍လူများကိုပင် ရှော့ပေါ့ထုတ်ပြနေရကြောင်းများပြော၍ပြော၍လွတ်ကြပါ၏ထိုချိန်မှစ၍ကျွန်တော်သည်အလုလက်မဲ့တယောက်ဖြစ်လာရကလမ်းမပေါ်၌ဇွဲကောင်းကောင်းနှင့်အလုရှားနေခဲ့ရခြင်းဖြစ်ပေသည်တွင်ခဲ့သောဆယ်မိနစ်ခန့်က ခင်မမကြီးကိုကျွန်တော်ကစကော့စည်းတဲတွင် မြင်ခဲ့ရခြင်းသည်ကျွန်တော်ကျောင်းမှထွက်လာခဲ့ရပြီးနောက်ပထမဆုံးချိန်မြင်ဘူးခြင်းဖြစ်ပါ၏ င်မမကြီးသည်အမေရိကန်မှပင်ပြန်လာခဲ့ပြီပြန်လာခဲ့ခြင်းနှင့်အတူဗမာအမျိုးသားယဉ်ကျေးမှုကိုအထင်သေးသောအမေရိကန်ယဉ်ကျေးမှုကိုလည်းယူဆောင်လာခဲ့ဟန်တူပေသည်ကြံသေးသောเจ้าမနေရဘဲလွတ်လပ်ရေးမြေပဲစားလို့ရောင်းရသည့်ကလေးနှင့်အဖေတို့အမေတို့မှရန်ကုန်မြို့ဤနမ်းမာပေါ်တိုင်း၌နေ့စဉ်နှင့်အမျှတွေ့နေရသောအကြောင်းအရာများဖြစ်နေ၍ကျွန်တော်သည်နက်နက်နဲနဲစဉ်းစားစရာမရှိတော့ပေ။ နိုင်ငံတော်၌တရောင်းစားမရှိရဟုသမ္မတကြီးတင်မကဘိုးဘောကတရားမင်းမင်ဆင်း၍အမိန်ထုတ်ပြန်ထုတ်ပြန်တရောင်းစားဖြစ်လာရသောအကြောင်းရင်းခံပရိသတ်မြေပိုင်ရှင်စီးပွားရေးစနစ်ကိုမဖြတ်သိမ့်နိုင်၍ပြည်သူပိုင်လေမြေစနစ်ကိုမပြုတ်လုံနိုင်မရှင်တရောင်းစားပြဿနာက ရှိနေမိတာဖြစ်လေသည်ကလေးတငယ်များကအဘယ်သို့ပင်ပညာမသင်မနေရဥပဒေလှုပ်လှုပ်သူကလေးများ နောက်ပိုင်းစားရေးတောက်ရေးကိုတက်တာကောင်းမွန်အောင်မပြုတ်လို့မပေးနိုင်မချင်းညီတိအကြောင်းတို့မှကလေးများသည်ကခုံရင်မောကပညာလာတင်မီမဟုတ်ဘဲပညာရေးထက်လောလောဆယ်အရေးကြီးနေတော့ဓမင်းစားရေးပြဿနာအတွေ့ဖြစ်တယ်လို့ဖြေရှင်းနေကြမိတာဖြစ်ပေသည်စုလီဖျားအဝိုင်းကြီးပေါ်ဝင်ကျွန်တော်ဒီရက်လိုက်တော့အခါ၌ရန်ကုန်မြို့လယ်တွင်နေကင်းကြောင်တောင်တောင်ပင်မောင်ချကဖုတ်သေးတဲ့ချီများနှင့်၆ရွေ ၆လုံးပြူနှစ်လက်ကိုင်းလူသောကြီးများကလည်းသူရဲကောင်းကြီးများအဖြစ်ပြသနေကြသောစုလီဖရာလန်ရုပ်ရှင်ယုံများမှာအေယာမလူအုပ်ကြီးအထိတ်တလန်အန်ထွက်လာသည်ကိုမြင်ရပါ၏။ဘတော်ကားများသည်ကြောက်မဲ့ဖွယ်ပင် သူထံကအလူရဲ့ပြေးလွှားနေကြပါ၏။တစည်းနှင့်တစည်းပုကတိကပြေးလွှားမောင်းနေနေကြပုံမှာဘေးမှကြည်နေရ သူတယောက်အဖို့တွင်အတဲရစရာပင်ဖြစ်ပေသည်။ ပယ်ရကလေးများသည်ကားနောက်မီးမှခရီးတဲများကိုအော်ခေါ်ကာသူထံကအလူရဲ့တင်နေကြသည်မှလည်းကြည်ရသူအတွက်မတက်တာလားရန်ကုန်မြို့မှာဘက်စကားများသည်လူစည်းရန်မဟုတ်ပဲပိုက်ဆံရှာရန်သာအထူးကရင်တမျိုးဖြစ်နေပါ၏ထို့ကြောင့်မင်းကားတိုက်မှုများကြောင်းမဲ့ဖွဲများပြားနေရခြင်းဖြစ်ဟန်တူလေသည်ကျွန်တော်သည်ရွေချက်ကင်းမဲ့၍မရေမရာရှိလာသောလမ်းချောက်ချင်းမျိုးဖြင့်စုလီပြန်လမ်းမကြီးအတိုင်းလက်ပေါင်းမော်တွင် အမောပြေခိတရက်လိုက်မိပါ၏ အမေရိကန်ရုပ်ရှင်မင်းသမီးဒေါ်ရာစ်ဒီဆေးရောင်ရှည်တပ်ပုံကိုမှနှမျောရမယ်မသိတယ်လို့ပိုက်ဆံငါးမူးမြပြီးပေးဝေ၍ထွက်လာခဲ့သောအသက်အစိတ်တတခန့်လူရွယ်တယောက်သည်သူ့လက်ထဲမှတပ်ပုံကလေးကိုပီတိဖြင့်ကြည်နူးလာရင်ကျွန်တော်အားဝင်၍ဆောင်းသွားလိုက်သဖြင့်ကျွန်တော်သည်အငေးသာကြည်ရင်ခံလိုက်ရသည်သူကပဲဝင်၍တိုက်သွားပြီးကျွန်တော်အားဖြင့်အပြစ်တင်မှန်မဲခြင်းသောအကြည့်ဖြင့်ကြည်ကထွက်သွားသောလူငယ်ကိုကျွန်တော်ကအပေတို့သဘောထားရပါမည်လေ ာကြာနေခဲ့တော့မဖြစ်ကျွန်တော်ဒီအလုံယုံရှိမှထွက်လာခဲ့ရပြီဒီပလက်ဖောင်းပေါ်တွင် ကာမစီနိုင်သူများကလည်းသမင်းစားရေးတောက်ရေးကြက်တဲ့ခက်ခဲနေသူများအတွက်ဖြစ်တယ်လို့စာဖွေရှားတောက်နေရတော့ကွန်းရတယ်ထီအုပ်စားတောက်ဆိုင်နဲ့တရေစားဆိုင်များကလည်းရှုပ်ချက်ခန့်နေသဖြင့်မနေ့ပင်ရှောင်းကွင်းတတိထား၍တွားရပြီဒီ ရန်ကုန်မြို့တော်တန်ရှင်ရေးကိုတာဝန်ရှိသည်ဆိုသော municipal ယုံကြည်ရှိတွင်ကျွန်တော်သည်ခိတ္တမြငံ၍ရက်နေမိရင်ကျွန်တော်တို့ကွက်တက်မှမြောင်းပုံနှင့်အမိုက်ပုံကြီးများကိုပြန်၍တရိယာမိပါ၏မြို့တော်ဝန်ကိုယ်တိုင်တပည့်ကြီးလဲနေပါသည်ဟု ဖြစ်နေရသောခေတ္တ၌ကျွန်တော်သည်လည်းမြောင်းပုံနှံ့ကိုခံနိုင်ရမည်ဟုဆိုချင်တာများလားဟုကျွန်တော်ကတွေးကြည့်မိပါသည် ဝမ်းထဲ၌အစာခံမရှိ၍တော်တော်ကလေးအနေရအခန့်ရခက်သဖြင့်ကျွန်တော်သည်ရှေ့တွင်အရိပ်ခိုနားနေရန်ကောင်းလာသောသုလေစီတော်ကိုလှမ်းကြည့်သည်ရွှေကတော့ဝင်း၍ဤနေသည်ပြီးတော့ဖြူဖြူဖွဲ့ဖွဲ့နှင့်ခလန်းလန်းမှစိုက်ထူထားသောလွတ်လပ်ရေးကြောက်တိုင်ကြီးနှင့်လည်းပနာရပေသည်တို့ရတွင်ပြည်သူပြည်သားများအားခက်ကလေးချက်ကလေးများဖမ်းဆီးသလိုဖမ်းပြီးထောင်များထဲ၌ရက်လာနှင့်အကန့်အသတ်မရှိချုံနောင်ထားခြင်းအားရင်ငုံနှုတ်ပိတ်နေနိုင်သော တရားရုံးတော်ဤနာယီကြီးကနှစ်ချက်ပင်ခွဲနေပါဘကောကျွန်တော်ဒီစုလီကုန်းတော်ဘောသို့တက်မိလျင် ပထမဦးစွာပန်းရောင်းသူများ၏အတိမတ်ပြုခြင်းကိုခံယူရပါ၏တို့ရာတွင်နောင်တမလွန်ဘဝထက်လောလောဆယ်ဘဝတွင်မည်အချမ်းမှုရဖို့မရှိသေးတော့ကျွန်တော်ဤလှူရှားပုံကိုအကဲခတ်မိကြသလိုသူတို့သည်ငြိမ်သက်သွားကြလေသည်ရှင်မြေမောသို့ရောက်သောအခါ၌ ကွန်ဝါနီတို့ပေးတင်ဆရာကအဆိုကောင်းကလေးများစစ်ဆေးဖို့အကြံပေးခြင်းကိုလည်းတက်ခံလိုက်ရသည်။ဒေါက်တာပညာမပေါ်ထုံးမီကဘရင်ဟူရများအဖြစ်ဟန်ကြားခဲ့ဘူးတို့ပေးတင်ဆရာများကလည်းအမှုမြူတအားကိုသူတို့ခွဲစိတ်နေနိုင်တော့ခင်းနိုင်ပင်လဟာပြမဂျိုနက်ခတ်များအဖြစ်အတမွေးဝမ်းကြောင်းပြုနေရှာကြခြင်းကိုကျွန်တော်ကဇာနာမိပေသည်။အလုလက်မဲ့ဘဝ၌သာသာတလို့ရှာကြံစားခြင်းအတွေ့ ဘေးရင်ဆရာကိုအပြစ်တင်ရမှာလားကျွန်တော်ကကျင်နာသောခေါင်းခါပြလိုက်ရပြီအလူရှင်များဖရာဘူးနိုင်ကြသူများများပြလာသည်ဖြင့်ကျွန်တော်သည်လူနှဲငယ်ရှင်သောအနောက်တောင်စနေ တောင်ပရှိဇရက်တခုတွင်တယောက်တည်းဝင်၍ထိုင်နေရပြီသည်တကယ်ဆိုအလုတ်ကလည်းမရှိရဖို့ရလည်းလမ်းမမီအိမ်၌လည်းနဲ့မမန်လောလောဆယ်အပြင်လည်းသမင်းစာနေရသောဘဝ၌ကျွန်တော်သည်တတ္တာမှုကို ဖြစ်တတ်သလိုရှားကြံခြင်းဖြစ်ပေသည် တယောက်တည်းကျွန်တော်ဒီဇယက်နိုင်ငံကိုမြည်၍ထိုင်ကတက်တာနားနေခြင်းကိုပြုနေခြင်းဇယက်တွင်မှလူတယောက်သည်ကျွန်တော်အားလာ၍မိတ်ဖွဲ့လေသည်ကျွန်တော်တို့က BOAD အလုပ်သမားတွေလေဒါကကျွန်တော်တို့ရဲ့တပိစကံဘောဟုသူလူကပြောတော့မှယခုထက်တိုင်းအများကမတိရှာရသေးတော့စုလီကုန်းတော်ပေါ်ရှိ BOAD တပိစကံကို ကျွန်တော်ကလန့်ဖြတ်သိရှိလာရပါ၏ ျွန်တော်ဒီ1949ခုတပိတ်ကြီးကိုလည်းပြည့်၍အမှတ်ရမိပါ၏အဆုံးမှာတော့ဘဝတူချင်းတွေ့နေရခြင်းဖြစ်ပေသည်ကျွန်တော်ဒီထိုတပိတ်မှအလုသမားရဲဘော်အားသမင်းစာတော်လည်းစိတ်ဝင်စားမိပေသည်ကျွန်တော်ကဲ့သို့ပင် ရှက်နီတပ်သားများ၏လက်ချက်ကြောင့်နာကျင်နေရရှာသူဖြစ်ပေသည်ကျွန်တော်ဤနာကျင်ခြင်းမှာနှစ်နှစ်ကြောခဲ့ပြီဖြစ်၍သူဤနာကျင်ခြင်းမှာအခါလေတာတာမျှသာရှိသေးသောကြောင့်သူဤနာကျင်ခြင်းများသည်လက်ဆက်လျက်ရှိနေပေလိမ့်မည် ထိုလူသမားရဲပေါ်သည်သူတို့တပိတ်မောက်စင်းကအဘဲတို့အရိုက်နဲ့ခံခဲ့ရပုံအဘဲကဲ့သို့ညီမအချင်းချောက်ခံခဲ့ရပုံများအားလေဘင်းမှအကျော်များထကြွလာသည့်အထိတက်တက်ကြွကြွပြောဆိုလျက်ရှိပါ၏တို့ရတွင်လူသမားရဲပေါ်၌လေးမြတ်စရာကောင်းသောအချက်တစ်ချက်သည်ကသူတို့၏အရေးတော်ပုံအောင်ရမည်ဟုသောယုံကြည်တက်ကြွချက်ပင်ဖြစ်သည်တိတနေရာတိတချက်၌လည်း ျွန်တော်တို့ပညာတဲ့လူလက်တန်းစားများထက်အလုသမားတို့သည်ညားစွာမြင့်မားတာလွန်လှပေသည်ကျွန်တော်ကသူ့အားစိတ်ပါဝင်စားခြင်းကိုကဲခတ်မိပုံရသော အလုသမားရဲဘော်က1300ပြည့်အရေးတော်ပုံမှစ၍ဓမ္မပြည့်လူသမားတို့အရေးတော်ပုံတမိုင်းကိုကျွန်တော်အားဆရာကကျောင်းသားငယ်အားတင်ကြားပို့ချသလိုရှင်းလင်းပြောပြလာပေသည်ကျွန်တော်ဒီသမင်းစာလောင်ချင်းကိုမိယောကသူနှင့်တွေ့ဆုံတီကျွမ်းရခြင်း၌တာယာမှုကိုရရှိလာရာ သူပြောသမျှနားထောင်နေခြင်းဖြင့်နေဝင်၍သွားလိုက်ပြီးကိုမူတတိမရတော့ပေ။ဖျားရင်မြင်၌မိများလင်းလာတော့မှအချိန်ဤကုံလုံးချင်းကိုတတိရလာပါ၏။ဖျားပေါ်မှဆင်းလာသောအခါထိုလူသမားရဲဘော်သည်ကျွန်ုပ်အားလက်ဖိတ်ဆိုင်တစားရင်သို့ဆုတင်းခေါ်သွားကာသူ၌ရှိတတ်သေးသောတကြက်တန်ငွေဆက်ကူဖြင့်လက်ဖိတ်ရင်နှင့်မှုများကျွေးမွေးလေသည်။ဒီတော့မှပင်ကျွန်တော်ဒီလေတနေ့လုံးစားလာသမျှအမောဖြေရ၏။ နေ့နေ့မချလာတော့ရန်ကုန်မြို့ဤညလေလမ်းမကြီးများအတိုင်းကျွန်တော်ဒီအိမ်တို့ပြန်လာရတော့အခါရေမောနေတော့ရန်ကုန်မြို့ကိုပင်တွေ့မြဲတွေ့ရပါသေးသည်တတောင်းကြော်ကြော်ပြေးရတော့ကားတည့်ကြီးများဒီမိရောင်များအဝဲတဲဤလိန်ကတငိမ့်ငိမ့်ပြေးလွှားနေကြသည်ကားထဲမှရေဒီယိုကလည်းဘေးမတန်ပဲအေးချမ်းသောမြနဒီတို့လေကလေးကိုလော်ပြနေဤဘယ်လောက်များတာယာချမ်းမြေနေကြပါသလဲ ဇူလီဖရားလည်းဂုံတိုက်ကြီးများကလည်းမန်တစ်တာအတွင်း၌အလကုံများကိုမိမောင်ကြီးများအဖြစ်ထိုး၍ထိုး၍ခင်းချင်းပြသနေကြပေသည်။ချားရမဲ့တောက်ရမဲ့များအားလောင်ပြောင်နေသည်နှင့်ဘလောက်တူလိုက်ပါသလဲ။တင်တော်ဒီအလံပြဖရားလန်းအတိုင်းဖြည်းဖြည်းလျှောက်လာစဉ်မော်တော်ကားအစ်တများလောင်ထားသောတိုက်ကြီးတိုက်ကိုသတိပြုမိသည်။ထိုးတိုက်နှင့်မျက်စောင်းတို့ခလန်းလန်းတွင်တစ်ချိန်သောကာလကမြမပြီးဘရင်ခန်းသည် တအမတ်အငင်းငင်းဖြင့်ပြောင်းရွှေ့နေထိုင်သောအရာမတိုက်ကြီးဖြစ်လေသည် ကျွန်တော်သည်စေယုံကြီးအင်းဒီမှကိုင်း၍အမင်းနှင့်ကလေးများရှိရာဖတ်စာပါလာကွက်တဲ့ဘက်သို့ဆက်လက်လျှောက်လာရသည်ပင်မလဲတာခေါင်းမဝင်သာသောတင်းကုတ်ရှိသူရောက်သောအခါကျွန်တော်သည်ပင်မန်းလှစွာညအချိန်၌ပင်ထင်းခွဲနေသော အမိကိုအငေးသာကြည့်နေမိသည်ကလေးများကတော့မရှိကြဘဲလိုရောင်းသူကရောင်း မပတုံရောင်သူကရောင်နဲ့ရမ်းကြိုအချားများ၌ရှိနေကြလိမ့်မည်။အမေကျွန်တော်ကအမေကိုမြင်ရခြင်း၌မသက်သာ၍ခေါ်လိုက်မိသည်။ဘာတို့သာ။အော်မင်းကပြန်ရောက်လာဗလား။အလုပ်ကလေးပါကလေးကိုဟန်မဲ့ပုံပေါ်ရဲ့လားကွယ်။အမေကနဖူးမှပြင်မန်းလာ၍ယူစီတော်ရွှေများကိုတုပ်ရင်ကျွန်တော်ကမကြည့်ပဲမင်းနေလေသည်အမေထင်းခွဲတာကလည်းညာကြီးအချိန်မတော်ဗျာတော်တော်ကြာချော့ချက်ထိနေပါမယ်အမေရဲ့ အမေဤအမေကိုမဖြေပဲကျွန်တော်ဤပူပန်ခြင်းကိုသာပြန်ပြောလိုက်မိသည်အမေကလည်းအလုပ်အတွက်မဟုတ်သေးမှန်းသိ၏မနဲ့မြည်ပဲလို့ရအောင်အခုကလေးကတုတ်ထားမှပေါ့ကွယ်မင်းကသမင်းစားဗလားယေရှုပြီးမှစားမလားဟုအလိုက်တင်စွာ ပြန်၍ပြောရင်ကျွန်တော်အားမင်းနေရှာလေသည်ကျွန်တော်စားခဲ့ပြီအမေသင်ငယ်ချင်းတယောက်ကကြွေးလိုက်လို့အမေနဲ့ကလေးများရှာပွေးနေရသောသမင်းကိုမြို့၍မကြနိုင်သောကျွန်တော်ကမနေ့ညကလိုပင် ိန်ပြောလိုက်ရပြီဒီခိုင်းမှာပဲကျွန်တော်နှမအကြီးတန်းခင်ကဘဲလိုများရောင်းရွေကုန်သဖြင့်အာရဝန်တာနှင့် အပြေးလွှားရောက်လာသဖြင့်ဟဲ့တန်းခင်ညီကိုထမင်းစားခဲ့ပြီတဲ့အေးဒါပေမဲ့ညီကိုရေချိုးဖို့ရှင်ချေတုံးဆက်ပြာနဲ့ရေလဲလို့မျက်နှာတို့ပေါ်ပါလို့ယူပေးလိုက်ပါအောင်လားကွယ်ဟုအမေကတန်းခင်အားခရီးရောက်မဆိုင်ခိုင်းလိုက်လေသည်ကျွန်တော်သည်ရေပုံပိုင်း၌တရားဟုတ်တဲ့ရေချိုးနေရခြင်းတောင်တေးမြောက်တွင်နှင့် နေခင်းကဇင်ငံပစ္စည်းနှင့်အလကုံများစုပုံရောင်းချရာဇကော့ကြီးတွင် ကြည့်ရှုခဲ့ရသောတခန်းရပြဆက်ကလေးထဲ၌မင်းတို့ဗမာပြည်မှာဘယ်ဟာတစ်ခုမှငါတို့မကြိုက်ဘူးဟုဆိုခဲ့သောဂျင်နာရက်သူကြီးနှင့်ဗမာရာသီဥတုကိုတိတ်မုံသည်ဆိုသောဗမာသမီးတို့အားပြန်လည်တရိယာမိကလာတာတာအင်းရမရေသွားခုရင်မကောင်းဘူးလားတဲ့အကောင်းဆုံးစိတ်ကူပဲတဲ့ဗျာမမချောကအင်းပြီးတော့ဘဲချင်းလာခေါ်มาလေတဲ့ 6နိုင်လောက်ကနေလာကုန်မယ်လေဗျာ။ဗာကြီးသားကျင်နာတက်သူကြီးပေါ့လေ။ကျွန်တော်ဒီမြို့တော်ဝန်မင်းကိုတိုင်းတပည့်စီလဲနေရတော့မြူနစ်စပယ်အဖွဲ့ကြီးကအထူးစီစဉ်ပေးနေတော့ရေပုံပိုင်မှရေကိုပိတ်လူလူဆဲတွင်ဆက်ပြများကုံစင်အောင်ခတ်တက်တွက်ကလေးပုတ်တိုက်ရေချိုးနေရစဉ်ဗာကြီးသားနှင့်မချောတို့သည်လာတာတော့အင်းရရေပင်ဝင်ရေပေါ်ပေါ်နှင့်မြူထုကူးရက်နေကြရင်ပြည်တော်သားတို့ရောက်ရှိလာလူလူဆဲဖြစ်တော့ ကိုကာကိုလာအကြောင်းကိုလွန်လန်ဆွေဆွေဟိနှင့်ဖွဲ့ဖွဲ့နှွဲ့နှဲ့ပြောကြနေကြလေလိမ့်မည်ဟုခံမှန်းရမိပါတည်းဒီကနေ့ဖတ်ပြခဲ့တဲ့ဝတ္ထုတော်လေးတွေကိုချိန်ပြည့်ပြီးနာတော်တာချင်းပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာချင်းတို့ညီကိုမောင်နှမများအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့လုံးတဝပြည့်စုံနိုင်ကြပါစေခင်ဗျာ